ပလုံလောကရဲ့လစာအကောင်းဆုံးဆယ်ကျော်သက်များအလုံးမမင်္ဂလာပါပလုံသမားတဦးဟာသူ့ရဲ့ပုံရင်းလေးခြေဆွမ်းပုံမူတည်ပြီးတော့လောကလစာတွေရရှိတတ်ပါတယ်။ဒါအပြင်ဆော်ဒီလီကအသင်းတွေဆိုရင်ဥရောပကကစားသမားတွေကိုမလောက်ဆရာလစာတွေနဲ့ဆွဲဆောင်ကြတာမျိုးလည်းရှိပါတယ်။ညာတော့အဖြစ်ကတော့ဆယ်ကျော်သက်ကစားသမားဘဝမှာလစာသိမကောင်းတတ်ပါဘူး။အဲ့ဘယ်မှတချို့ကြပြန်တော့လေဆက်ကြောတဲ့ပွားမှာတင်လာစွာကောင်းကောင်းရနေကြတာတွေရှိပါတယ်ဒီနေ့မှာတော့လက်ရှိဘောလုံးလောကရဲ့လာစွာအကောင်းဆုံးဆက်ကြောတဲ့လေးတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် နံပါတ်၁အနေနဲ့ကတော့လမီးရမယ်ပဲဖြစ်ပါတယ်တောက်ဆောက်ခွင့်တိုင်းပဲရှိနေသေးတယ်ကျပွင့်ကစားသမားလေးရမေယာဆိုရင်ယူရိုနောက်ပိုင်းကလေးကထိတ်သီးတင်းကြီးတွေရဲ့မျက်စိကျเสียဖြစ်လာခဲ့ပါတယ်ဂွန်ယူရိုကတော့သူတို့ရဲ့ကစားသမားလေးကိုလက်မလွတ်เสียဖို့အတွက်စာချုပ်တတိပါချုပ်ထားပြီးတော့လစာကောင်းကောင်းလေးပေးထားခဲ့ပါတယ်ရမေယာလက်ရှိမှာတပတ်လောက်ကပေါင်3သိန်းတိရရှိနေပြီးတော့လာစာအများဆုံးဆက်ကြောတဲ့အဖြစ်လည်းရည်တည်နေပါတယ်။သူရဲ့တနေ့လောက်ခလာစာကပေါင်15သန်းအထိကိုရှိပြီးတော့အပေါ်စုကြီးတွေပါပေါင်လိုက်မယ်ဆိုရင်ပေါင်30ဝန်းကျင်ရှိရလို့သိရပါတယ်။ တက်ဆက်ခွနနဲ့အရွယ်မှာတင်တလောက်များတဲ့လောက်ခလာစာကိုရနေတာကမယုံနိုင်စရာလည်းဖြစ်ပါတယ်။နမန်းနေ့နေ့ကတော့ဆိုင်းယားအမရီပဲဖြစ်ပါတယ်။တော်တာချေပေါတို့ဟာနောက်ပိုင်းမှာတဖြည်းဖြည်းစာတက်လာခဲ့ပြီးတော့အရင်လူလူတွေရှောက်မွေတော့ပဲနဲ့လူငယ်ကစားသမားလေးတွေကိုပဲအခြေပြုပြီးတော့အသင်းကို furniture တည်ဆောင်နေပါတယ်။ဒေါ်တာချေပေါအသင်းရဲ့လူငယ်ချက်ဝင့်ကစားသမားတူဖြစ်တဲ့ဇိုင်းယားအမရီဟာဆိုရင်တော့လောက်စားအများဆုံးဆက်ကြောတက်ထဲမှာပါဝင်နေပါတယ်။ 2022ခုနှစ်မှာတောသားလုံးနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရတပတ်လောက်ခလာစွာကိုပေါင်နှသိန်းနှစ်ပေါင်းဝန်းကျင်ကြီးရရှိနေပါတယ်။နံပါတ်3နေနေကတော့ Landy Euro ပဲဖြစ်ပါတယ်။ဒီကြီးတို့ဟာဒီယာဒီမှာကကြိတ်နေရတယ်ဆိုပေမဲ့တကယ်လို့သူတို့အတင်းကဒီယာဒီမတိုင်ခင်ကစားသမားအဖြစ်မှုတွေကိုတော်တော်လေးလုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ခန်းစစ်ပိုင်းအတွက်လည်းလူငယ်နောက်ခံကစားသမားဖြစ်တဲ့ Landy Euro ကိုခေါ်ယူနိုင်ခဲ့ပါတယ်။ဒီကစားသမားလေးကိုခေါ်ယူဖို့အတွက်ဟာလဝါရုံးနဲ့တောင်အပြိုင်လူခဲ့ရတာပါ။ဒါပေမဲ့ယူရိုကတော့ဒီယာဒီမှာဆေးရုံတန်ရင်းနဲ့ပဲအချိန်ကုန်နေကြရပါတယ်။ ူတို့ကတော့တပတ်လောက်ခလာစာအနေနဲ့ပေါင်တသိန်း3000လောက်ထိကိုရရှိနေပါတယ်။နံပါတ်၄နေလေးကတော့မတီစတဲပဲဖြစ်ပါတယ်။ပြင်သစ်ကျပိုင်းတိုက်ဆက်ကစားသမားလေးတဲဟာဆိုရင်တော့လင်းနေကြလေးနဲ့ဗန်စီမာတို့လိုကစားသမားတွေနဲ့ခိုင်းနှန်းခံရတဲ့ကစားသမားတူဖြစ်ပါတယ်။တဲအားကလေးဖို့လို့စီမံပုံမှန်နေရာမရတာကြောင့်ပြီးခဲ့တဲ့ရာသီဝက်တုန်းကကျပအီတို့စီကိုအငှားထွက်သွားခဲ့ပါတယ်။ဒါအပြင်လာမယ့်နေမှာလည်းကျပအီတို့စီကိုအပိသက်ပြောင်းလာနိုင်ရရှိပါတယ်။အရှိမတပတ်ပေါင်900ငွေရနေတဲ့တဲအားဆိုရင်တော့လောက်ကလာစားအများဆုံးစေကျော်တက်ထဲမှာလည်းပါဝင်နေပါတယ်။ ။အမှန်ငါးနေနေကတော့အာချီဂရေးပဲဖြစ်ပါတယ်။အာချီဂရေးရဆိုရင်တော့ပြီးခဲ့တဲ့2024ခုနှစ်နွေရာသီမှာလီယူနိုက်တက်အသင်းကနေဂျပန်အီရူစီကိုပြောင်းရွှေ့ခဲ့ပါတယ်။ကျမအီရိုတန်ရပတ္တနာရင်းနဲ့ရုံးကန်နေရပါမယ်။အာချီဂိုရီယာကတော့နေရာစုံမလိုက်ကစားပေးပြီးတော့အသင်းမှာအသုံးတော်ခံခဲ့ပါတယ်။အာချီဂိုရီယာကဂျပန်အီရိုစီမှာတပတ်လောက်ကပေါင်း9000တိရရှိနေပြီးတော့ပရီးမီးယားလိမှာဆိုရင်ဒုတိယမြောက်လောက်ကလာစားအများဆုံးဆက်ကြောတက်ကစားသမားလေးဖြစ်နေပါတယ်။သုံးနေကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။